ွင့်ရှင်စစ်ပွဲထဲမှာတင်တဲ့ကျွန်တော်ဟာယုံကြည်သူမှန်တယ်ဆိုရင်ရှိနေပြီးသားဖြစ်တယ်။ဒါပေမဲ့စစ်ပွဲကပြီးသွားပြီ။ပြန်ပြောမယ်နော်စစ်ပွဲကပြီးပြီဘယ်မှာပြီးသွားလဲဆိုတော့လဝါကတိုင်မှာစစ်ပွဲကပြီးပြီ။ဒါပေမဲ့တိုက်ပွဲကမပြီးသေးဘူး။ဘာလို့မပြီးသေးလဲလို့ပြောတဲ့အခါမှာရန်သူကသူအထိနာပြီးတော့သူ့ရဲ့အချိန်မကုန်သေးတဲ့အတွက်တနည်းအားဖြင့်စာတန်းကိုစီရင်မဲ့ကာလမရောက်သေးတဲ့အချိန်မှာသူ့ရဲ့တပ်တွေနဲ့ ူရဲ့အပေါင်းပါတွေကယုံကြည်သူတွေရောဒီနေ့အထိတိုက်ခိုက်နေစေဖြစ်တယ်တခါလေကျွန်တော်တို့ကအေးအောင်ပွဲတွေအကြီးကျယ်ခံနေဟာလာဘုရားရှင်ကောင်းမြတ်ခြင်းချောင်းနေကျေးဇူးတော်ချီးမွမ်းခြင်းလုပ်နေတဲ့အချိန်စာတန်းဝင်ပြီးတော့တခါလေတိုက်ခိုက်သွားတဲ့အချိန်ရှိတယ်။ဘာလို့လဲဆိုကျွန်တော်တို့ကမပြင်းစင်ထားမိတဲ့အချိန်တွေရှိတယ်။နောက်ဒါကြောင့်မလို့အမြဲတမ်း24/7 ready ဖြစ်ထားဖို့လိုတယ်။စာတန်းကိုတကပေါက်အဝင်ပေါက်မပေးဖို့လိုတယ်ဆိုတာကိုသိစေချင်တယ်။ဖြောင်းမှတ်ခြင်းရုံးတစားဟာ God your heart နှလုံးသားကိုကာကွယ်တာဖြစ်တယ်အာမင်ကျွန်တော်နောက်လိုက်ဆိုပြပါနှလုံးသည်အသက်ဤအချိန်မြင့်ဖြစ်သောကြောင့်သင်၏နှုတ်နှလုံးကိုအထူးသဖြင့်ဆောင်ရှောက်လောနောက်ဖြောင့်မတ်တော်သူမရှိတရောက်မှမရှိနားလေတော်သူမရှိဖျောက်ရှာတော်သူမရှိလူပေါင်းတို့သည်လမ်းလွဲကြပြီးတညွတ်ချင်းတဲ့အသုံးမရတော်သူဖြစ်ကြပြီးကောင်းသောအချင်းကိုကျင့်တော်သူမရှိတရောက်မှမရှိဒါဖျားဖက်ကသူ့ဆန်နှုံးနဲ့ကျွန်တော်တို့ကိုချိန်လိုက်တဲ့အခါမှာ ဘသူမှမဖြောင့်မမနိုင်ဖြောင့်မချင်းအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်အဖွဲနှစ်ဖွဲအနေနဲ့တွေ့ရတယ်တဖွဲကပါလဲဆိုရင်တော့ငါတို့ဟာဖျားရဲ့စကားကိုနားထောင်နေဖျားကြိုက်တဲ့အရာကိုလုပ်တယ်ဖျားစီခိုင်းတဲ့အရာအလုံးလုပ်တဲ့အတွက်ငါတို့သူတစ်ပါးတည်းတားတယ်ဒါဟာဘာလဲဆိုတော့ legalistic လို့ခေါ်တယ်နော် legalist ဆိုတာ legalism ဆိုတာဒီနေ့ law out ထဲမှာပဲရှိနေသေးတယ်အော်ဒီနေ့ ဂျေဇုတော်ထဲမှာရှိပေမဲ့သူတို့အသက်ရှင်ခြင်းကဂျေဇုတော်နဲ့တွားတာမဟုတ်ဘဲနဲ့။ဘာနဲ့တွားလဲဆိုသူရဲ့လုံနိုင်ခြင်းပေါ်မှာမိခိုနေတဲ့အဖွဲ့ရှိတယ်။အဲ့ဒီအဖွဲ့ရဲ့စန့်ခြင်းဘက်တခြားအစွန်းတစ်ဖက်မှာကျတော့ဘာရှိလဲဆိုတော့အရာရာဟာဂျေဇုတော်ပဲ။ဖျားရဲ့လုတ်ပေးတဲ့အရာအပြင်ငါတို့ဟာဖြောင့်မတ်တော်သူဖြစ်တယ်။ယေရှုအပြင်ငါတို့ဟာဖြောင့်မတ်တော်သူဖြစ်တယ်ဆိုတော့ကြိုက်တာလုပ်လို့ရတယ်။ဘာလို့လဲဆိုငါလုတ်တယ်လို့ဖះမမြင်တော့ဘူးယေရှုကိုပဲမြင်ပါတယ်ဝါး ဆိုတော့အဲ့ဒါဘာခေါ်လဲဆိုတော့ hyper grace လို့ခေါ်တယ်။ကျေးဇူးတော်အလွယ်သုံးစားလုပ်တဲ့အုပ်စုရှိတယ်။ဆိုတော့ကျွန်တော်အိမ်နှစ်ဖွဲ့လုံးထဲမှာမပါရအောင်။လောကထဲမှာခရစ်တော်အသေးခံတယ်အသွေးသွင်းနောက်နောက်သင်ယုံကြည်တယ်ကျွန်တော်အဖြစ်ကြောင့်ဖြစ်တယ်ကျွန်မအဖြစ်ကြောင့်ဖြစ်တယ်လို့သင်ဟာဝင်ချတောင်းပန်ပြီးတော့အသက်ရှင်နေဆိုရင်သင်ဟာကယ်တင်ခြင်းရတယ်။ဒါဆိုဘာလုပ်လိုက်တာလဲဆိုတော့သင်ရဲ့အဖြစ်ကိုသခင်ယေရှုကိုပေးလိုက်တယ်။သခင်ယေရှုရဲ့ဖြောက်မှတ်ခြင်းနဲ့သင်လဲလှယ်လိုက်တယ်။ဟုတ်တယ်နော်။ဒါကြောင့်မလို့ င်ဟာဖြောင့်မတ်တော်သူဖြစ်သွားတယ်။သင်ကြိုးစားတာလားလုံးဝမဟုတ်ဘူး။မလုပ်တာလဲကိုးစားတာပြီးရင်ယုံကြည်ခြင်းအဖြစ်ဂျေစုတော်ကြောင့်ကယ်တင်ခြင်းရောက်တာ။ဒီနေ့အပြစ်ကင်းတဲ့ယေရှုကိုငါတို့အတွက်ကြောင့်ဆိုကျွန်တော်တို့အပြစ်တွေကိုသူ့ကိုပေးလိုက်တာသူ့ပေါ်ရောက်သွားတာ။အเจ้าမူကားငါတို့ဒီ ထိုသူအပြင်ဘုရားသခင်ရှိတော်၌ဖြောက်မှတ်တော်သူဖြစ်ပြီးအကြောင်းသည်ဘုရားရှိမှကျွန်တော်တို့ဟာ the righteousness of God in Christ Jesus hallelujah ဒါကြောင့်ကျွန်တော်တို့ကဘာနားလေရမလဲ i am change ပြောင်းလဲသွားပြီ still changing amen i am change ကျွန်တော်ဒီပြောင်းလဲပြီဒါပေမဲ့ပြောင်းလဲပြီအမှပြီးသွားလားမပြီးသေးဘူးဆက်လက်ပြောင်းလဲနေစေကျွန်တော်ဟာဖြောက်မှတ်ပြီလားဖြောက်မှတ်ပြီဒါဆိုရင်ဖြောက်မှတ်ခြင်းပါရမီရောတွားနေစေလား သွားနေစေဖြစ်တယ်။သခင်ယေရှုကဒီနေ့ကယ်တင်ခြင်းအစ်စ်နဲ့ကျွန်တော်တို့တင်တဲ့ကျွန်တော်ကိုရက်ထားတာမဟုတ်ဘူး။ကိုရောနေတူကိုရောကဲတူကျွန်တော်ဖြစ်စေခြင်းနဲ့ဘသူမှစားလဲ။ယေရှုခရစ်တော်ရဲ့ဝိညာဉ်ဖြစ်တဲ့တန်ရှင်သောဝိညာဉ်တော်ကမှစားတာ။အသစ်ပြုပြင်သောသတ္တဝါဖြစ်ဖို့ကလေခုနသင်ဟာဖြောင့်မတ်သောသူဆိုတာအရင်သိဖို့လိုတယ်။သိပြီးတဲ့အခါကျရင်သင်ရဲ့အဲ့ဒီဖြောင့်မတ်သောသူဖြစ်ခြင်းကနေ သင်ဟာဖြောင့်မတ်ခြင်းအသက်တာကိုသွားတာဖြစ်တယ်။ယုံကြည်ခြင်းနဲ့ဆိုင်ကောင်းစွာသောတိုက်လံခြင်းဆိုတာပါလေအပေါ်မှာဖြည့်ပေးထားတယ်။ဖြောင့်မတ်စွာခြင်းဖို့ဖျားဝင်နိုင်မှုလျော်ဖို့ယုံကြည်ခြင်းချစ်ခြင်းတီးခံခြင်းနူးညံ့တိမ်မွေ့ခြင်းမှာမြှောင်လိုက်ဖို့ပြောတာဖြောင့်မတ်ခြင်းဆိုတာ တမာတရားသင်အထဲမှာအလုံးလုံးနေကြောင်းပြတာချင်းဖြစ်တယ်ဒီနေ့တမာတရားနဲ့ဖြောင့်မတ်ခြင်းပါရမီအမြဲတွေးတယ်နော်ဒါကြောင့်ရှင်ဥဒ္ဒစာတတ်တဲ့အချိန်မှာလေတမာတရားနဲ့အောက်ကနေကြက်ထားတာခပတ်ကပတ်ထားတာမပတ်ထားဘူးဆိုဒီကောင်ကြီးကဒီရှင်ဥဒ္ဒစာကြီးကလှုပ်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 နဲ့ပြုတ်ဖို့လွယ်တယ်ဒါပေမဲ့အဲ့ဒီရှင်ဥဒ္ဒစာမပြုတ်အောင်တမာတရားနဲ့ခြိထားလိုက်တာတမာတရားနဲ့ခြိထားလိုက်တဲ့ခါမှာတမာသစ္စာတည်ယူတော့ခပန်းကိုစီးလိုက်တဲ့ခါမှာသင်ဒါတွေတခြားလက်နဲ့တွေချိတ်ဆွဲဖို့ရန်အတွက် ဆင်းသင်းဖြစ်သွားတယ်။တစ်ချိန်တည်းမှာပဲတမာတရားကိုချိတ်ဆွဲထားတဲ့ဆက်ဆက်နေတဲ့ယင်ဥဒ္ဒစာကြီးရလဲတင်းရဲ့အရေးကြီးတဲ့နှလုံးသားကိုကာကွယ်ပေးထားတယ်။တန်ရှင်ချင်းပါရမီဖြောင့်မတ်ချင်းပါရမီထဲမှာပြင်းနေတော့ခီးမဆုံးသေးဘူး။ဒါကြောင့်မလို့ကိုရောနဲ့အရာအလုံးမတူနိုင်သေးဘူး။ဒါပေမဲ့ကိုရောနဲ့တူမဲ့အချိန်အပဲချိန်လေအเจ้าမူကကိုရောဖြစ်တော်မူသည့်အတိုင်းငါတို့ဒီမြင်ရမယ်ကိုရောနဲ့တွေ့တဲ့ခါကျရင်ကိုရောအတိုင်းကျွန်တော်တို့မြင်ရမှာကိုရောအတိုင်းကျွန်တော်ဖြစ်သွားမယ်တဲ့ ဲ့ဒါကိုတဲ့အငယ်သုံးမှာကျွန်တော်ပြပြခြင်းတယ်ထို့သူမျောလင့်တော်သူမိဒီကတဲ့အဲ့လို မျောလင့်တဲ့သူတနည်းအားဖြင့်ခရစ်တော်ရဲ့ပေါ်ထွန်းခြင်း rapture ကိုစောင့်နေတယ်စောင့်နေတဲ့အချိန်မှာဒီတိုင်းမစောင့်နေဘူးကိုရောရဲ့အသက်ရှင်စီလိုတဲ့တန်ရှင်ခြင်းပါရမီထဲမှာပြင်းနေတယ်မိအောင်လိုက်ဖို့ကြိုးစားနေတဲ့သူတွေကဘာဖြစ်မလဲသိလားကိုရောတန်ရှင်တော်မူသည့်ဤသူကိုကိုကိုတန်ရှင်စေတတ်ဤတကယ်တန်ရှင်ခြင်းရှိတယ်ဆိုတာဖခင်ရဲ့ချီဆောင်ခြင်းစောင့်နေတဲ့လူတွေ ကိုရောပေါ်ထွန်းလာတဲ့နေကြရင်ကျွန်တော်တို့လည်းကိုရောရဲ့ပုံစံအတိုင်းဖြစ်သွားမှာတဲ့အဲ့ဒါကဘာလဲဆိုတော့ perfect righteousness ပြီးပြည့်စုံသောဖြောင့်မတ်ခြင်းအဲ့ဒီအချိန်ကိုကျွန်တော်တို့မျှော်လင့်နေဒါကြောင့်ဒီအချိန်မှာစုံစမ်းခြင်းရှိသေးတယ်ရှိတယ်တခါလေမှမလုပ်ချင်ပဲလုပ်မိတဲ့အဖြစ်တွေရှိတယ်ဒါပေမဲ့အဲ့ဒါကတဲ့အပြစ်လေးလုံလိုက်ပြီလို့သွားပြီးငါတော့ ကရင်ချင်းဆုံးရှုံးမိတယ် ਨੇ no 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 ကရင်ချင်းကရှုံးလိုက်ရလိုက်ရှုံးလိုက်ဖះပေးလိုက်ပြန်ယူလိုက်ပေးလိုက်ပြန်ယူလိုက်အဲ့လိုမဟုတ်ဘူးဖះသာဝရအသက်ကိုအပိုင်ပေးတာအပိုင်ပေးတာဒါကြောင့်ကားတိုင်းမှာပြုတ်တဲ့အရာတင်းရကရင်ချင်းလုံလောက်တယ်ဒါပေမဲ့တပည့်တော်ဖြစ်ခြင်းဒုတိယဆက်ဖြောင့်မတ်ခြင်းပါရမီထဲမှာပြည်နေတော့မယ်ဒါကြောင့်ဖြောင့်မတ်ခြင်းကိုသင်ရတာဖြောင့်မတ်ခြင်းကိုအဆင့်30နဲ့ကျွန်တော်သိရအောင်ဓမ္မအဆင့်ကကားတိုင်းမှာပြုတ်ပေးအဆင့်ဖြောင့်မတ်ပြီးပြီး เนาะဒါဟာခရစ်တော်ရဲ့ကယ်တင်ခြင်းသင်ရတဲ့နေ့မှာသင်ဟာဖြောင်းပန်းတော်သူဖြစ်တဲ့သာရှင်သောဝိညာဉ်တော်ပြသင်အထင်မှာစတင်အလုပ်လုပ်တယ်ဒုတိယဆင့်အခုချိန်ပြစ်ဆုံးပန်းမှာဝိညာဉ်တော်မှာစခြင်းနေ့တိုင်းလိုတယ်အချိန်တိုင်းလိုတယ်ဘာကြောင့်လဲ practical righteousness လက်တွေ့မှာဖြောင်းပန်းခြင်းအသက်တာရှိဖို့ဖြောင်းပန်းခြင်းပါရမီနောက်ကို လိုက်နေတဲ့သူဖြစ်တယ်နောက်တတိယဆင့်တော့ဒီနေ့အားလုံး perfect righteousness တခင်ယေရှုနဲ့တွေ့တဲ့အချိန်မှာ ဖြစ်မဲ့ရဖြစ်တယ်။ဒါကြောင့်ဒီအဆင့်၃စု၃ခုနားလဲပို့လို့ရတယ်။တခုတော့ရှိတယ်။အဆင့်နှစ်သွားပြီးတော့အဆင့်၁ကိုစူးစမ်းလို့လုံးဝမရအောင်ပြောချင်တာကကိုကိုကိုဖြောင်းမတ်အောင်စူးစမ်းနေပြီးတော့မှဖះကငါ့ကိုကြိုက်မလား။ No ဒါဆိုတဲ့အဆင့်ကျော်နေပြီ။အဆင့်၁ကနေစဘူးလို့ရတယ်။နိုင်ငံတော်နဲ့ဖြောင်းမတ်ခြင်းတရားတော်ရှေ့ဥစွာရှာရင်းနဲ့နောက်မှထိုးရများတယ်။ ။ဘာလဲဒီမသဲ6ထဲမှာဖတ်ကြည့်မယ်ဆိုရင် စားဖို့တွေတောက်ဖို့တွေဝတ်ဖို့တွေနေရေးထိုင်ရေးတွေဒါတွေအားလုံးအတွက်ဘုရားပြင်ဆင်ပေးမယ်လို့ဘုရားပြောချင်တာ။ဒါမဲ့တခုတော့ရှိရနော်။ဘုရားနိုင်ငံတော်ထဲမှာအလုံးလုံးဘုရားကြွေးမွေးမယ်။မနောမန်နေဒါမဲ့အမှုတော်ဆောင်တော်တော်များများဖြောက်မှန်ခြင်းတရားမကျင့်တဲ့လူအများကြီးရှိတယ်။အဖြစ်လုပ်ပြီးရင်လည်းလူကပုန်းနေတာ။ပုန်းရှောင်ခြင်းတာ။လူရှိမထွက်ခြင်းတော့လူတွေကိုမရင်ဆိုင်ခြင်းတော့ဟေးစာတန်လှုပ်တဲ့အရာတခါလီစာတန်သွေးဆောင်တယ်။ဒါမဲ့ကျတော့အပြစ်လုပ်မိသွားပြီဆိုရင် ဖះကဘယ်မှာလဲတဲ့ဖះမင်းဆရာမမလို့လားသူကနေရာတိုင်းမှာရှိရသူပဲဒါမဲ့အာရန်ဘယ်မှာလဲအေးဝဘယ်မှာလဲအဲ့ဒီချိန်မှာဘာလို့စားတာလဲဆိုတော့ဘာလို့လဲကျောင်းဒီမှာဒီဒီသုံးခုတည်းရာတစ်ခုပဲအာညင်းစံတယ်ဟုတ်လားအစာအမ်မတိလို့ပါညင်းစံတယ်ပြီးတော့ဘာလို့လဲကိုရောပြင်ဆင်ပေးထားတဲ့ကိုရောဖန်ဆင်းတဲ့ ဖះအောင်အောင်အပြစ်ပုံချလိုက်သေးတယ်ကိုရောပေးတယ်မိမလေကျွန်တော်စားခိုင်းတာအဲ့ဆိုအေဝါဘာလို့စားလဲကိုရောဟိုမွေလေဒီပုံစံအတိုင်းပဲကျွန်တော်တို့ကအခုချိန်ထိတက်ရှင်တော့ဖြောင်းမှချင်းရေအုံးတစားကိုမဝစ်ထားပဲနဲ့အဲ့နှလုံးသားထဲကလာတိုက်ခိုက်တဲ့အရာတွေကိုအခွင့်ပေးတဲ့ခါမှာကျွန်တော်အသက်တာအမြဲထိုးကြနေယုံကြည်သူတွေကဒီနေ့အဲ့လိုနဲ့အသက်ရှင်ဖို့မဟုတ်ဘူးဖះဘာပြောလဲဒီနေ့မစူးစမ်းပါနဲ့ ကိုးစားပါ hallelujah သင်ရဲ့တက်တာမှာမကြိုးစားနဲ့ကိုးစားဖို့လိုတာကျွန်တော်တက်တာမှာဖရားကိုဒီထက်မကဘလို့ကိုးစားမလဲကိုရောကိုရောကိုအခွင့်ပေးတယ် amen ဘာလို့ဖို့လိုလဲဒီနေ့နှလုံးလေးနှလုံးဟာအသက်ရဲ့အခြေမြက်နှလုံးကိုထူးသဖြင့်ဆောင်းရှောက်ပါဒါဆိုနှလုံးကိုကြွယ်ကဖို့ကဘာရည်ကြီးလဲသိလားချစ်ဖို့လိုတာဖြောင်းမိုက်ရာတို့ရောက်ခြင်းကအဲ့ဒီမှာဖြောင်းမိုက်ရာရောက်ဖို့ဘာနဲ့လိုရမလဲ စိတ်နှလုံးနဲ့ယုံကြည်ရဒါကြောင့်ဖြောင့်မတ်ခြင်းနှလုံးသားကိုကာကွယ်ဖို့ကလေဖြောင့်မတ်ခြင်းယုံတစားကိုဖရာပြင်ဆင်ထားပေးတာဖြောင့်မတ်ရာရောက်ဖို့စိတ်နှလုံးနဲ့ယုံကြည်ရမယ်ကယ်တင်ခြင်းကိုရောက်ဖို့ကြတော့နှုံနေဝင်ခံရမယ်